စစ်ကောင်စီရုံးဆက်ရနေပြီးတော့မှလူရဲမှုဓမ္မတိုက်မှုတွေဖြစ်ပေါ်နေတာကြောင့်စစ်ကောင်စီရဲ့တပ်ဖွဲ့ကလက်ကွင်းနေကင်းမုံအနေနဲ့လုံခြုံရေးယူနေရတယ်လို့သိရပါတယ်။မတ်လ28ရက်နေ့လောက်ကခဲ့တဲ့သကိုင်းကလေးကြောင့်နေပြည်တော်မှာပျက်စီးမှုတွေရှိခဲ့ပြီးတော့ပျက်စီးနေတဲ့ဆောက်ဦးတွေကနေပျက်စီးတွေလူယူမှုတွေဖြစ်နေတာကြောင့်နေပြည်တော်ကောင်စီနေမြေတွင်းမနေ့တချိန်နေ့တချိန်ညပိုင်းတချိန်တို့မှာလုံခြုံရေးဆောင်ရွက်ပေးနေရတယ်လို့လည်းဆိုပါတယ်။လူမှုကွန်ရက်အချို့မှာနေပြည်တော်ရှိအင်အားတချို့နဲ့အပြိုဆောင်အချို့မှာလူရဲမှုတွေဖြစ်ပေါ်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးကောလာဟလရတာဖြစ်တယ်လို့စစ်ကောင်စီရဲတပ်ဖွဲ့ကတော့ တို့ရဲ့ဝါရဖြတ်မီဒီယာတွေကနေပြောဆိုထားပါတယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့လူရဲမှုတွေကျွလွန်ခံရရင်တိုင်ကြားနိုင်မှုဖုန်းနံပါတ်တွေကိုလည်းထုတ်ပြန်ပေးဖို့အစီအစဉ်ရှိတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာငလျင်လောက်ကမှုကြောင့်ပျော်ကြပျက်စီးသွားခဲ့တဲ့မန္တလေးမြို့က Sky Villa ကိုတို့ပျက်စီးကြတဲ့ကရွှေရပစ္စည်းများနဲ့အခြားပစ္စည်းတွေကိုသက်ဆိုင်ရာစီအနှံ့ခဲ့တယ်လို့ဆော့ဖ်ဝဲကစေးလုပ်ငန်းဆောင်ရွက်နေတဲ့မြန်မာနိုင်ငံလူမှုကစေးအဖွဲ့ကနေသိရှိရပါတယ်ဧပြီလ10ရက်နေ့ညပိုင်းကတွေ့ရှိခဲ့တာဖြစ်ပြီးတော့ ရွှေရပစ္စည်းတွေနဲ့တူဘဏ်ကမပုံတင် passport နှစ်ခုပါဝင်88ကိုအများရှိမှာစစ်ဆေးပြီးတော့သက်ဆိုင်ရာကိုအနက်ပေးခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကစေဘက်ကတော့အတိပေးထားပါတယ်မတ်လ26ကငလင်လုတ်ခတ်မှုကြောင့်ပြိုကျပစ္စည်းသွားခဲ့တဲ့မန္တလေး Sky Villa ကိုလုံအောင်မှာထုတ်မြူနိုင်တဲ့အလောင်းနေရာကရှိနိုင်နေတယ်လို့တရုတ်ကစေဘက်ဖွဲ့တစ်ဖွဲ့ကဆက်နေသုံးပြီးစစ်ဆေးချက်အရတွက်ချက်ထားတယ်လို့လည်းသိရှိရပါတယ် Sky Villa ကိုလုံပြိုကျမှုဖြစ်စဉ်ကိုမိသက်တပ်ဖွဲ့ဝင်အပါဝင်ပြည်ရင်းကစေဘက်ဖွဲ့တွေဟာတရုတ်နိုင်ငံကကစေဘက်ဖွဲ့နဲ့ပူးပေါင်းကူညီကစေဘက်လုပ်ငန်းတွေဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ နေမြင်းင်းပွားမှုဖြစ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရေးနဲ့ပတ်သက်ပြီးတော့ကချင်လွတ်လပ်ရေးဖွဲ့ KIO နဲ့ပလောင်ပြည်နယ်လွတ်လပ်ရေးတပ်ဦး PSL တို့ဆွေးနွေးမှုစတင်နေပြီလို့ KIO ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကွန်မော်ကထုတ်ပေါ်ပြောကြားလိုက်ပါတယ်။သူကလူမှုကွန်ရက်စာမျက်နှာကနေတဆင့်မြစ်တာရဲခတ်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့ April ကွန်ရက်လေးကရေးသားထားခဲ့တဲ့စာမှာသက်ဆိုင်ရာဒေတာတွေမိဘပြည်သူတွေအနေနဲ့နားလေကူညီပေးကြဖို့ကိုလည်းပန်ကြားထားပါတယ်။ Online သုံးဆဲသူတွေမီဒီယာတွေနဲ့အကြံပေးထားပြလူတွေထံကလည်းအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုတွေကိုမျှော်လင့်တယ်လို့ရေးသားထားပါတယ်။ 2029စစ်စင်ရေးမှာပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ကတိုက်ပိုက်ထားတဲ့ကုတ်ခိုင်မြို့မှာကေယူကဆက်ဆံရေးပြန်ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ကြောင်းကြားဖို့စစ်ဝဆုံနေမဝစ်ဖို့ PSLF ကအတိပေးမှုတွေကြောင့်နှစ်ဖွဲ့ကြားတင်းမာမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ကေယူဟာ1994ခုနှစ်ပြစ်ခတ်ရစဲပြီးနောက်ကုတ်ခိုင်မှာဆက်ဆံရေးဖွင့်ခဲ့ပြီး2012ခုနှစ်မှာတိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့နောက်ရုံးကိုပြန်ရုပ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ယူရီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ဒီကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိ မြန်မာစံနှုန်းညခုနှစ်နာရီတိုင်းမှာတက်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ